ကိုရင်သွေးအမြင်နဲ့ကျမပျော်ရွှင်နေစေဖို့ကအမိပါတိုင်းဖြစ်ရှင်တဲ့ဆန္ဒပါကလေးအရန်ဆော့နေလို့ဆင်းညစ်လိုက်တာလို့ညဉ်ညူမှုမှာအပျော်တန်လေးနှောနေတတ်တယ်လို့ပီတိဖြစ်တဲ့အတန်လေးလည်းပါနေတတ်ပါသေးတယ်နော်ဒါပေမဲ့ကလေးကအဖျားနာမယ်ဝမ်းသွားမယ်ဆိုတဲ့ကျမ၏ပြဿနာတွေများဖြစ်တဲ့အခါမှာဆိုရင်တော့ဆင်းညစ်လိုက်တာလို့ညဉ်ညူမှုကအရန်ကိုပူပန်နေတယ်လို့စိတ်မကောင်းမှုတွေကလည်းအပြည့်ပါပဲနော်ဘာလို့ပေးလို့လုပ်ပေးရမှန်းလည်းမသိဖြစ်နေပြီလားဒါဆိုလို့ရှိရင်တော့ဒီနေ့ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါနော်ဒီနေ့ဗီဒီယို ထဲမှာကိုချစ်ရတဲ့တသားမိမိတွေဝမ်းပျော်ဝမ်းလျှော်ဖြစ်ခဲ့မယ်ဆိုရင်ဘာတွေကြွေးလွတ်ကြွေးရမှန်းမသိဖြစ်နေတာကိုပြပြပြတော့မှာပဲဖြစ်ပါတယ်။ ကလေးရဲ့ကိုခန့်အားကလူကြီးတွေလောက်မကောင်းတာတော့အမှန်ပါပဲအထူးသဖြင့်တော့နှစ်နှစ်သုံးနှစ်ကလေးတွေကဖြစ်ဆွတ်စာအပြင်လူကြီးစာလေးတွေကိုပါဆန်းဆန်းပြီးတော့ရှောင်မိတတ်ပါတယ်ဒါကြောင့်ဝမ်းပြဝမ်းလျှော်တာလိုမျိုးအစာချေစနစ်ပြဿနာတွေခံစားရနိုင်ကြီးကလူကြီးတွေအတွက်ပုံများနေနိုင်ပါတယ်ဒီလိုဖြစ်လာတဲ့အခါမှာကလေးကငယ်သေးတော့လူကြီးတွေလိုမျိုးစိတ်တောက်ဖို့ကမဖြစ်နိုင်ဘူးလေဒီတော့အကောင်းဆုံးဖြစ်မဲ့နည်းလမ်းကတော့အိမ်တွင်းကုထုံးလေးတွေအာရှိစေမဲ့အစာအစာလေးတွေကိုပြင်ဆင်ပေးတာမျိုးပေါ့နော်ပထမဆုံးအနေနဲ့မိခင်တို့ပါမိခင်တို့ ို့ကိုခလေးနှစ်နှစ်ကျော်တဲ့အထိတိုက်လို့ရပါတယ်။တချို့ခလေးတွေကလည်းဒီအရွယ်ထိနှုတ်မပြတ်သေးပါဘူး။ခလေးကဝမ်းသွားနေတယ်ဆိုလို့လန့်ပြီးတော့နှုတ်မတိုက်ပဲထထာမျိုးတွေမလုပ်ပါနဲ့နော်နှုတ်တိုက်လို့ရပါတယ်ဖြည့်စွက်နှုတ်မတွေတိုက်နေတယ်ဆိုလို့ရှိရင်လည်းဆက်တိုက်ပေးလို့ရပါတယ်နောက်တစ်ချက်ကတော့အရင်မများတိုက်ပေးပါ ါကတော့ဝမ်ပြဝမ်လျှော့တာအတွက်ရှေးအစဉ်ဆက်သုံးလာခဲ့တဲ့အိမ်နင်းကုထုံတရက်ပါပဲ။ကုံဆုံးသွားတဲ့ရေတက်ကိုပြန်လည်ဖြည့်တင်းပေးတဲ့သဘောပါ။ကစားရေတိုက်ပေးလို့လည်းရပါတယ်။နောက်ထပ်တစ်မျိုးကငါပြောသည်ပါ။ကလေးကဝမ်းသွားတဲ့အခါမှာကိုရင်းကပိုတက်ဆီယမ်တတော်များများကိုဆုံးရှုံးသွားပါတယ်။ငါပြောသည်ကပိုတက်ဆီယမ်၊ဇင်၊တန်ဓာတ်၊ကယ်ဆီယမ်နဲ့မဂနီဆီယမ်အပြင်ဗီတာမင် A နဲ့ဗီတာမင် B6 တို့ပါဝင်နေပါတယ်။ဝမ်းသွားတာကြောင့်ကုံဆုံးသွားတဲ့ဓာတ်တွေကိုပြန်ဖြည့်တင်းပေးမှာပါ။ငါပြောသည်ကကလေးတွေလည်းကြိုက်တဲ့တက်စာတစ်ခုပါနော်။ ။နောက်တစ်မျိုးကတော့ပန်းတီပါ။ခလေးရဲ့ဥမကြီးစနစ်ကိုကျမစီနိုင်တဲ့ပပ်တင်ပါဝင်နေပါတယ်။ယူနီဆူဆူတဲ့ကိုစင်နေအောင်ဆေးရတဲ့ပန်းတီထည့်ပြုတ်ပြီးတော့ခလေးကိုခြေပြီးတော့ကျွေးပေးပါ။ခလေးကိုအင်အားပြည့်စေပြီးတော့ဝမ်းပြက်တာကိုမြင်မြန်တတ်တာစီနိုင်ပါတယ်။နောက်ထပ်တစ်မျိုးကတော့အုံစိမ့်ရီပါ။အုံစိမ့်ရီကခလေးဝမ်းလျှော့တာကိုတိတိတတ်တာတတ်တာစီမဲ့အရာတစ်ခုပါပဲ။တောက်ရတာရတာကောင်းတယ်လို့ကိုရင်းကဆောင်းရှုံးသွားတဲ့အရေးဓာတ်တွေကိုလည်းအပြည့်အဝပြန်ဖြည့်ပေးနိုင်ပါတယ်။ခလေးကိုတနေ့မှအုံစိမ့်ရီကိုအနည်းဆုံး2ချိန်ကနေပဲ3 ကျင်အထိတိုက်ပေးလို့ရပါတယ်။အားရတဲ့မျိုးကတော့မုံလာအောင်နေပါ။ဝမ်းသွားတဲ့အခါမှာကလေးကအိုင်အိမ်တွေကုန်ခန်းသွားတယ်လို့ရေထဲတွေလွှမ်းဆုံသွားပါတယ်။ဒီရဲ့အချိန်မှာကုန်ဆုံးသွားတဲ့ရေထဲနဲ့အိုင်အိမ်တွေကိုပြန်ဖြည့်တင်ပေးဖို့အတွက်မုံလာအောင်နေဖြော်ရေးတိုက်ပေးလို့ရပါတယ်။မုံလာအောင်နေကိုနူးနေအောင်ပြုတ်ပြီးတော့ကြိတ်ချေလို့ကျွေးပေးလို့လည်းရပါတယ်။ဒါရီအပြင်ဝမ်းပြောင်းဝမ်းလျှော်ဖြစ်နေတဲ့ကလေးကိုအစာချေစနစ်အတွက်အကျိုးပြုဗတိတရားလေးတွေကိုအားဖြည့်ပေးမယ်။အကျိုးပြုဗတိတရားအာဟာရပါတယ်။ဖြည့်စွက်အာဟာရတွေကိုလည်းတိုက်ကျွေးပေးလို့ရပါသေးရဲ့နော်။ကလေးကဝမ်းလျှော်နေပြီဆို ဆိုလို့ရှိရင်ဒါတွေကိုသတိထားဖို့လိုပါတယ်။မတန့်ရှင်းတဲ့အစားအစာတွေအမြင်နဲ့များတဲ့အစားအစာတွေမကြွေးပါနဲ့။နှုတ်ထွက်ပစ္စည်းတွေလည်းမကြွေးပါနဲ့။ကိန်းမော၊ကွတ်ကီးတွေနဲ့အဆိုတာတွေကိုလည်းမကြွေးပါနဲ့နော်။ဗက်တီးရီးယားတွေကူးစက်တာမျိုးမဖြစ်အောင်လို့ခလေးကိုသေးကန်ကိုညစ်ပေတိုင်းလဲပေးပါ။ခလေးကိုသေးကန်လဲပေးတိုင်းလည်းရောဂါပိုးကူးစက်မှုမရှိစေဖို့အတွက်သေးကန်လဲပေးတိုင်းမှာလက်ကိုရင်နှွေးနဲ့ဆက်ပြေးပေးပါ။ သေးခံလဲပေးတဲ့အခါတိုင်းမှာကလေးကိုတန်ရှင်းရေလုပ်ပေးပါကလေးကဝမ်းပြဝမ်းလျှော်ဖြစ်တဲ့အခါမှာမြင်မြန်ကျမ်းလာစေဖို့အတွက်အခုပြပေးခဲ့တဲ့အစားအစာလေးတွေကိုပြင်ဆင်ပေးပါနော်လို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်